တခါတော့ဆရာမတယောက်ဟာသူ့ရဲ့အတန်းတွေကကျောင်းသူကျောင်းသားတွေကိုလေ့ကျင့်ခန်းတစ်ခုလုပ်တယ်။အဲ့ဒါပါလဲဆိုအာလူလေ့ကျင့်ခန်းလို့ခေါ်တယ်။အဲကျောင်းသူကျောင်းသားတွေဆိုတိတ်အကြီးတွေမဟုတ်သေးဘူးနှစ်တန်းသုံးတန်းကလေးလေးတွေပေါ့။အဲသားတို့သမီးတို့မနှက်ပြန်ကြရင်အိမ်ကနေပြီးတော့သားတို့သမီးတို့အာလူတွေယူလာရမယ်။ဘလို့အာလူတွေယူလာရမလဲဆိုတော့သားတို့သမီးတို့စိတ်ထဲမှာကိုမုန်းတဲ့သူရှိတဲ့အရေးအတွက်တိုင်းအော်ကိုစိတ်ထဲမှာကိုမုံတဲ့သူ9ယောက်ရှိရဲဆိုအာလူ9လုံးယူလာမယ်။ကိုမုံတဲ့သူ3ယောက်ရှိရဲဆိုရင အာလူသုံးလုံးယူလာမှာဆိုကလေးတွေဆိုတော့ဒါဖြူစင်နေမလိမ့်တတ်ဘူးအဲ့တော့တို့စိတ်ထဲမှာတို့မကျေနပ်တဲ့သူတွေလည်းရှိမှာအဲ့တော့မနေ့နောက်တနေ့ရောက်တဲ့အခါမှာဟာအာလူ၄၅လုံးပါတဲ့သူရှိတယ်တချို့အာလူအလုံး၂၀လောက်ပါတဲ့သူရှိတယ်တချို့အတန်းထဲမှာချင်းပတ်ကလေးတွေရှိတယ်ချင်းပတ်ဆိုတော့ဘာလို့ပြောလဲလူတိုင်းနဲ့ပတ်ရံဖြစ်တယ်ဒီကောင်တွေမှာတော့အာလူကများမှာပါဘို့ အဲ့လိုနဲ့ယူလာပြီးဆီယမဘာခိုင်းလဲဆိုတော့တအားတို့သမီးတို့အဲ့ဒီအာလူးလေးတွေကိုအဝိအိတ်ကလေးတွေနဲ့ထုတ်မယ်အဝိအိတ်တွေပေးအဝိအိတ်နဲ့ထုတ်ပြီးရင်ဘာလို့ရမလဲဘာမှမခတ်ဘူးမနဲ့ကြောင်းလာရင်အဲ့ဒီအာလူးအိတ်ကလေးကိုယူလာရမယ်ကိုပေးနာမှထားရမယ်ညနေကြောင်းဆင်းရင်အဲ့ဒီအာလူးအိတ်ကလေးကိုအိမ်ပြန်ယူသွားမယ်နောက်တနေ့ကြောင်းဖွင့်ပြန်ယူလာမယ်ဒါလေးပဲလုပ်ရအောင်အဲ့လိုနဲ့နေတိုင်းလုံရင်းလုံရင်းလုံရင်းနဲ့တဖြည်းဖြည်းလူချင်းတို့အဲ့ဒီအာလူးအိတ်ကလေးတွေဘာဖြစ်လာမလဲလို့ထင်တယ်အာလူးတွေကပုတ်လာတာဗောအချိန်ကြာလာနဲ့မြအာလူးပုတ်လာတဲ့အခါမှာ ခုနအာလူတစ်လုံးနှလုံးသုံးလေးလုံးတော့ရှိတဲ့သူကတိတ်မသိတာအာလူနှလုံးရေးများတဲ့သူဘေးနောက်ဘယ်သူမှမထိုင်ရင်တော့အပုတ်နဲ့နေရလိုင်လိုင်းထွက်လူကြီးတို့ခင်ဗျာဒီအာလူပုံမြင်လေးအတိုင်းပါပဲကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့မုန်းတဲ့သူတွေအကြောင်းကျွန်တော်တို့မချစ်တဲ့သူတွေအကြောင်းထည့်ထားတာအာလူပုတ်တွေကိုထည့်ထားတာ ਨੇ အတူတူပဲလူကြီးမင်းတို့ကိုနန်စော်ပြီးလေးလံယုံကလွဲလို့ဘာမှမလုပ်ပြီးနားအဲ့ဒါတွေကိုလွတ်ချပါအပေါ်တက်ချင်ပေါ့ပါဖို့လိုတယ် ကိုယ့်ရဲ့စိတ်ကိုပေါ့ပေါ့ပါပါနဲ့ကိုချစ်တဲ့သူတွေအကြောင်းစဉ်းစားကိုမုန်းတဲ့သူတွေကိုစိတ်ထဲကိုထည့်ထားလို့ဘာမှကျွန်တော်တို့ကောင်းကျိုးမပေးဘူးဒါပေမဲ့လူတွေကကြောင်းမြန်ကိုချစ်တဲ့သူတွေအကြောင်းတော့တိတ်အများကြီးမစဉ်းစားဘဝမှာအောင်မြင်ဖို့ဆိုတာကိုမုန်းတဲ့သူတွေကိုထိုင်ပြီးမုန်းနေဖို့မဟုတ်ကိုချစ်တဲ့သူတွေအတွက်အလုပ်လုပ်ဖို့ဖြစ်ပါတယ်အခုပဲကိုယ့်ရဲ့စိတ်ထဲကအာလူးဘုတ်တွေကိုထုတ်လိုက်ပါတင်းရဲ့ဘဝပေါ့ပါပြီးအောင်မြင်လာပြီးတော့အမြင့်ကိုတက်လန်းလာနိုင်မှာဖြစ်ပါတယ်လို့ရှေ့ခင်စွာမျှဝေပေးလိုက်ပါတယ် ျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ဒီအစီအစဉ်ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်လက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီအစီအစဉ်မှာပါဝင်ရင်ကျွန်တော်အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်၅အုပ်ကိုရွေးချယ်ပြီးကျွန်တော်ရဲ့အောင်မြင်ခြင်းလက်ဆောင်တဲ့ကောင်းမှတရဖူစောင်းနိုင်မှုအောင်မြင်မှုတို့လမ်းမများအောင်မြင်မှုနဲ့ HR မင်္ဂလာရှိစွာအောင်မြင်ခြင်းစာအုပ်ငါးအုပ်ကိုတယောက်ကိုတအုံနှုံးနဲ့ကျွန်တော်ရဲ့အမတ်တရလက်မနဲ့တူအိန္ဒန်ရာရောက်လက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်လို့တည်င်းကောင်းပါလို့ပါတယ် အဲ့တော့လူချင်းမတို့အနေနဲ့တင်တန်းတက်ချင်တဲ့သူတွေအနေနဲ့ကျွန်တော်တလကိုတင်တန်းတမျိုးပဲဖွင့်ပါတယ်အခု17လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ဒါစီမံခန့်ခွဲမှုဆိုင်ရာတင်တန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management တင်တန်းဖြစ်ပါတယ်စီမံခန့်ခွဲမှုပညာကိုအခြေခံကစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မိသူမဆိုတက်ရောက်နိုင်ပါတယ်အော်စီမံခန့်ခွဲမှုဆိုတာစီတာရဲ့မန်တာရဲ့ခန့်တာရဲ့ခွဲတာကျွန်တော်ခဏခဏပြောစီရဲဆိုတာအစီစဉ်ဆွဲတာမန်တယ်ဆိုတာမိုးမန်တာခန့်တယ်ဆိုတာခန့်ထားတာတော်တိုင်းခန့်လို့မရဘူးတင့်တော်မှာခန့်လို့ရတယ် ခွဲတယ်ဆိုတာတာဝန်ခွဲဝေးတာအကျိုးအမြတ်တွေခွဲဝေးတာစီမံခန့်ခွဲမှုအနစ်ချုပ်ပြီးဘာသာပြန်လိုက်ရင်ပြေလည်အောင်ဆောင်ရွက်ခြင်းပဲလူကျွေးစီမံခန့်ခွဲမှုတက်တယ်လို့ပြောမြည်သည့်အချိန်နဲ့မြည်သည့်ပေးထားချက်မှမဆိုပြေလည်အောင်ဆောင်ရွက်နိုင်အောင်ဒီအကြောင်းအရာတွေကိုကျွန်တော်လေ့လာသင်ယူကြမှာဖြစ်တယ်အဲ့တော့အခြေခံနဲ့စတင်ပြီးမှဖြစ်တဲ့အတွက်စီမံခန့်ခွဲမှုပညာကိုအခြေခံကစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်ရောက်နိုင်တယ်မြန်မာလူပြင်ပေးသင်ပေးမှဖြစ်တယ်လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမှဖြစ်တယ်မပြင်းအောင်သင်ပေးမှဖြစ်တယ် အဲ့တော့ online တင်တဲ့နေ့အခုလာမဲ့10လပိုင်း28ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်။ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ်။နိုင်ငံရောက်နေတဲ့သူတွေလည်းတက်နိုင်တာဖြစ်ပါတယ်။နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမှာဖြစ်တဲ့အတွက် Telegram မှာလည်းကြည့်လို့ရတယ်။ဒါနေ့စဉ် အပတ်စဉ်တနင်္လာနေ့ည၈နာရီတိုင်း Zoom ကနေလည်း live နဲ့တင်မယ်တလားဆိုတော့ Zoom live လက်ချော်ဒီ၄ချိန်ပါမယ်ကျွန်တော်နဲ့တူးချင်းတွေ့ပြီးစိတ်ကြိုက်မေးခွန်းတွေမေးနိုင်တယ်အဲ့တော့သင်တန်းတက်နေရင်လည်း group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အဲ့ဒီ zoom live lecture လဲမတက်ဖြစ်ရင်မပူနဲ့နောက်ရမှာ recorded video ကိုကျွန်တော်တို့ Facebook group ရော Telegram private channel မှာရောပြန်တင်ထားပေးမှာဖြစ်တယ်။တနင်္ဂနွေကလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်။ အပြင်လူတွေ့တင်တန်းကတော့17လပိုင်းနဲ့ရောက်သွားမယ်17လပိုင်းတရက်နေ့နဲ့2ရက်နေ့စနေတွင်းနေ့ရက်မှာမနက်စင်တာရက်နေ့ညနေ6နာရီထိရန်ကုန်မြို့ပြည်လန်းတောင်ဝင်းစင်တာ3လမှာရှိတဲ့ကျွန်တော်တို့ MLO တင်တန်းကြောင့်မှာကျွန်တော်တို့နေ့ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်တယ် အဲ့တော့ online တဲ့နံပါတ်တက်ချင်းတက်ချင်းအပြင်တဲ့နံပါတ်တက်ချင်းတက်ချင်းလူကျွန်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့မြန်မာပြည်သူတွေဆိုနာမည်နဲ့ဖုန်းနံပါတ်ကို comment မှာမရင်းနဲ့ messenger message မှာရေးထားပေး Facebook ဆို LYN နဲ့ link နဲ့ THAIKNYUND Myanmar style English ကိုရေးထားတဲ့ follower 3.8 million ကျော်ရှိတယ် TikTok ဆိုရင်တော့ link တိုင်းညမြန်မာလူမြန်မာလူရေးထားတဲ့ follower 3.2 million ကျော်ရှိတယ်အဲ့ဒီ account တွေမှာစာရင်းပေးတာပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်တမတ်လူကြီးပြည့်သွားပေးမယ် 10% discount ဆက်ပေးထားပါလို့သတင်းကောင်းပါလို့ပါတင်နန်းသားအဟောင်းတွေအဖွဲလိုက်တက်မဲ့သူတွေကတင်နန်းသားအဟောင်းမှာအဖွဲလိုက်တက်ပါမယ်လို့ရည်ထားပေးပါအထူး discount တွေစီစဉ်ထားပေးပါတယ်အဲကျွန်တော်တို့နိုင်ငံခြားသူတွေကတော့နိုင်ငံခြားကပါတင်နန်းတက်ချင်ပါလို့ရည်ထားပေးပါကျွန်တော်တို့ငွေလွှဲရမယ့်အကောင့်တွေပြန်ပို့လိုက်မယ်ငွေလွှဲပြီး screenshot ပို့လိုက်ရင် group ထဲဝင်လို့ရအောင်ဆောင်ပေးမှာဖြစ်ပါတယ်အခုပဲကိုယ့်ရဲ့စိတ်ထဲကအာလူးဘုတ်တွေကိုထုတ်ပြီးစီမံခန့်ဝတ်မှုပညာနဲ့တင်းရဲ့ဘွားကိုတက်စစ်မြင့်လိုက်ပါအောင်မြင်မှုတွေကလူချင်းမျိုးကိုစောင့်ကြုံနေပါတယ် we must work together we must build our nation.